အလုံးမင်္ဂလာပါဆော့ကာဒီယံမြန်နေပြန်လိုက်ပြီးကြိုးစားလိုက်ပါကျွန်တော်ဒီနေ့ပို့တုံးညမှာတော့ပြန်ပွဲဆုံးပွဲကောင်းနေအများကြီးကမရှိပါကျွန်တော် CDM မှာရော EU1 မှာရော EFN ကပွဲစဉ်တွေပါဝင်ပွဲတွေအများကြီးတဲ့နေရာနေကျွန်တော် EFN EFN ကငါးဝဲကိုလူလူရှင်ပြီးပြီးလုပ်ပေးသွားမှာဖြစ်ပါတယ်ပမောင်းကျွန်တော်တို့ဒီယူကာစင်နဲ့တိုတောင်စွာပွဲရနေစလဲဒီပွဲမှာအရှင်မြူကာပိုလီယေကလုံး90ဆားနဲ့ပူပေါင်းကြီး350ဆားမှာကြီးပွက်ထားပါတယ်ဒီစည်းတောင်ကြီးရမစင် ဒီ EBN Davis စတန်နရီတော်တော်သွားကဒီလက်ရှိမှာအဆင့်သုံးနေရာမှာရည်တည်နေပြီးယူကာဆယ်ကအဆင့်စနစ်နေရာမှာဒီစတန်နရီရန်ကွာထားတဲ့နေသားမှာတော့ဒီအင်္ဂလန်ကလည်းလုံး90စားကယူကာဆယ်ဈေးပြင်းပါတယ်ထင်းတဲ့ဒီထိတ်တဲ့ပြုဆိုမှုဒီ head to head ပွဲစဉ်ကြီးယူကာဆယ်အင်ဝင်ပေးထားတဲ့ဒီဈေးတန်းကိုကြည့်ရမစင်လေယူကာဆယ်နေတဲ့ဒီအင်ဝင်နေမှာဆိုရင်ထဲကြီးလောက်ပဲပေါက်တဲ့နေသားမှာဒီပွဲစဉ်မှာလုံး90စားကယူကာဆယ်ဈေးရန်ပြင်းပါတယ်ထင်းတဲ့ဒီလက်ရှိကာနာဖောင်ကြည့်ရမစင်တော့ဒီဖောင်ရတဲ့ယူကာဆယ် ဒီဖုန်းပြန်ကောင်းလာတဲ့နေရာမှာရှိပါတယ်နောက်ဆုံးလောက်မှာ၄ဝန်းနိုင်တစ်ခွဲရှုံးတယ်ဝင်းဝင်းဒေါက်တာဆိုတာကဒီနောက်ဆုံးလောက်မှာ၂ပွဲနိုင်တစ်ခွဲရှုံး၂ပွဲသေးနေဒီဖုန်းကအတင့်တင့်ရှိတဲ့နေရာမှာရှိပါတယ်ကျွန်တော်ဒီပွဲမှာတော့ဒီလူကစဲဇီဒန်ပြင်းနေမှုရဲ့ဒီတော်တာစပါတို့နေနဲ့ဒီပွဲပြင်းလဲဒီဈားထဲမှာတရက်ပင်နာပြီးတော့ဒီ EPM ဝက်ချက်ကံမှုရှိပါတယ်ဒီအိမ်ဝဲမှာချက်စည်းနဲ့ဒီ EPM မှာပွက်ချက်ကံမှုရှိတဲ့နေရာမှာဖြစ်တာကြောင့်ဒီ EFN ကတ်မှာတော့အေး EVN ကအီဗီယံဖလာလောက်ဒီအရင်အရင်မကြည့်တာဖြစ်တဲ့ကြောင်းဒီဘွဲမှာတော့လူနေနေတယ်အရင်လူစင်းလောက်နေပဲဒီအဝေးဝန်းမှာလည်းဖြစ်တာကြောင်းအရင်လူစင်းနေပဲထုတ်သွင်းလာမဲ့နေသားမှာရှိပါတယ်ဒါကြောင့်မို့လို့ဒီဘွဲမှာလူကစေတို့ဈေးပြင်းနေမှုရယ်ဒီဘွဲပြင်းလဲစတော်ဒန်စွားတို့ EVN ပွင့်ချက်ရှိတဲ့နေသားမှာဖြစ်တာကြောင်းဒီကစားအားဖြစ်တာလာမဲ့နေသားမှာလုံးဝစားပေါ်ကြည့်အောင်မလူကစေပေါ်ရင်းနဲ့ကိုပေါင်းကြီး350စားပေါ်ကြည့်အောင်မနေ့တင်းလုံးရဲ့နေပြတွေကလည်းဒီနေ့တင်းလုံးရဲ့တိုက်ကလည်းခံစည်သားပေးတဲ့ဒီတိုက်ဖြစ်တာကြောင်း သူလုံးဟာစားပေါ်ကြောက်မှာကိုပေါင်းအောင်နဲ့အရှင်ယူကာစပေါ်တွေကိုရွေးချယ်ထားပါတယ်။နောက်တစ်ပွဲတော့အာဆင်နယ်နဲ့ဘလိုက်တန်ဒီပွဲမှာအရှင်အာဆင်နယ်ကဘောဇီလုံး50ရှုံးကိုပေါင်းကြီးသူလုံး20စားမှာကျေးခွန်းထားပါတယ်။ဒီစီးတဲ့အောင်ကြီးကမနက်တည်းဒီဟာဒီဒီအာဆင်နယ်ရဲ့အဖောင်းအရင်ကောင်းနေမှုနဲ့တူဒီလုံး50ရှုံးကတော့ပြရမယ့်အနေထားမှာရှိပါတယ်။ဒီပုံမှန်အနေထားမှာဆိုတော့ဒီစီးတဲ့ကပြင်းတဲ့အနေထားမှာရှိနေတယ်ဒီဒီဟာဒီမှာပြသထားတဲ့အာဆင်နယ်ရဲ့ခြေစွမ်းရတော့လုံး50ရှုံးကဒီပေးတင်ပေးလိုက်တဲ့ဈေးဖြစ်ပါတယ်။ ီနေ့နေ့လက်ရှိကာရာဖောင်ကြည့်ရမယ်နော်ဖောင်ရလည်းဒီအာဆင်နယ်တို့ဖောင်ရင်းကောင်းနေပါတယ်နောက်ဆုံးနေ့ငါးပွဲလုံးနိုင်ထားပြီငါးပွဲလုံးလည်းကင်းကင်းရှင်းရရှိထားပြီဒီဖောင်ရင်းကောင်းတဲ့အနေအထားမှာရှိပါတယ်ဝင်းဝင်းဘရိုက်တန်ကတော့နောက်ဆုံးတော့မှသုံးပွဲနိုင်တစ်ပွဲရှုံးတစ်ပွဲတည်နေတယ်ဖိုင်တန်လည်းဖောင်မဆိုးလို့ပြောရတဲ့အနေအထားမှာရှိပါတယ်ကျွန်တော်ဒီပွဲမှာဒီအင်ရှင်အာဆင်နယ်တို့နေနေဒီဈေးပြင်းနေတယ်ဆိုမဲ့ဒီပွဲပြင်းလည်းတရက်ပဲနားပြီးတော့ဒီ EPN ပွဲစဉ်လည်းရှိတယ်ဒီအာဆင်နယ်ရဲ့နေဒီရာစီမှာ EPL ကိုချန်ပီယံလိမ့်မှာကိုဆွဲဖို့ရည်အလားအလာကောင်းကြီးပိုင်ဆိုင်ထားတဲ့နေထိုင်မှာဖြစ်တာကြောင့်ဒီလိုမျိုးဒီ EFN ကလည်းနူကဖလာမျိုးမှာစတော့ပြီးထွက်သွားရင်တော့အဆင်အဆင်တွေတော့ဒီပို့ပြီးတော့ဒီမိချာထိုးပြီးမှလာလာမုတ်ကောင်းတဲ့နေထိုင်မှာရှိပါတယ်။ဒါကြောင့်မို့ဒီအဆင်အောင်နေနေဒီလို EFN ကမျိုးမှာဒီအရန်လူစင်းနဲ့ပဲပေါ်ပေါ်ပါကန်လာမယ့်နေထိုင်မှာရှိပါတယ်။ Win Win Brighton ကြည့်ရင်တော့ Brighton အနေနဲ့ယောဘဝင်းနေလည်းမရှိတဲ့နေထိုင်မှာဖြစ်တာကြောင့်ဒီလိုဖလာမျိုးက Brighton အနေနဲ့ကန်တဲ့နေထိုင်မှာရှိပါတယ်။အရှိဖောင်းမှာလည်းဒီ Brighton အနေနဲ့ဖောင်းကောင်းနေတဲ့နေထိုင်လည်းဖြစ်တယ်။အတင်းကြီးတွေနဲ့ဒီထိတဲ့တူဆုံမှုတွေတိုင်းမှာ ဒီပြီးခဲ့တဲ့ဘွယ်ဂျနက်တက်ကိုပဲရှုံထားတဲ့ဘွယ်ကလည်းလူအခြားဘွယ်စနေမှာတင်းကြီးတွေနဲ့ဒီထွေတဲ့ဒုစုံမှုတွေမှာအသာတိရထားတဲ့နေသားမှာဖြစ်တာကြောင့်ကျွန်တော်ဒီဘွယ်မှာတော့သလုံး50ရှုံပေါက်ကြည့်အောင်မှာဝင်းဝင်းဖိုက်တန်တို့တကူပြမရှုံနိုင်တဲ့ဘွယ်လို့ယူဆပါတယ်ဒါကြောင့်မို့ဝင်းဝင်းဖိုက်တန်ဖို့နေနဲ့ကိုပေါင်းကြီးသလုံး20သားပေါက်ကြည့်အောင်မှာကိုပေါင်းကြီးသလုံး20သားပေါက်ကြည့်အောင်မှာဒီအာဆင်နယ်လည်းဒီခံစစ်ကောင်းမှုမှုနဲ့တူဒီအိမ်ဝင်းလည်းဖြစ်တာကြောင့်ဒီထင်းထင်းသေးသေးနဲ့ပဲဒီကစားထွေတာလာမဲ့နေသားမှာဖြစ်တာကြောင့်ဝင်းဝင်းဖိုက်တန်လုံးနဲ့ခူးရဖို့ အခဲလာနေနေတာမှရှိပါအဲ့ဒါကြောင့်3လုံး30လောက်ပေါက်ကြည့်အောင်ပါ9ပေါက်အောင်နဲ့3လုံး50ရှုံပေါက်ကြည့်အောင်ပါအဝေးဝင်း Brighton ဘောကိုရွေးချယ်ထားပါတယ်နောက်တစ်ပွဲတော့ Liverpool နဲ့ Crystal Palace ဒီပွဲမှာအင်းရဲ့ Liverpool ကဘောကြီး3လုံး50နဲ့9ပေါက်ကြီး3လုံး30လောက်မှကျေပွန့်ထားပါတယ်ဒီခြေတန်းကိုကြည့်ရမယ်ဆိုတော့ဒီ Liverpool တို့ဒီရှုံပွဲတွေ၁၂ရက်နေထားမှာဖြစ်တာကြောင့်ဒီခြေတန်းကတော့ပေးတင်ပေးထိုက်တဲ့ဈေးလို့ဥစားပါတယ်အင်းလက်ရှိကနဖောင်ကြာမယ်ဆိုတော့ဖောင်ရတော့နှစ်သုံးလုံးကတော့ဒီဖောင်အောက်ရဲ့နေရာမှာရှိပါတယ်။နံပါတ်4ကလည်းနှစ်သုံးလုံးမှာဘွေးနံလေးဘွေးရှုံး ဝေဝင်းဖွင့်ဆက်ပေးတယ်နောက်ဆုံးငါ့ဘုံမှာတပွဲနိုင်တုံမွှုံတပွဲတွေနဲ့နှစ်နှလုံးဒီဖောင်းအောင်ရတဲ့အနေထားမှာလည်းဖြစ်တယ်နှစ်နှလုံးကလည်းဒီတုံကိုရရဖို့ရုံးကန်များတဲ့အနေထားမှာဖြစ်တာကြောင့်ဒီဒီပွဲမှာတော့ဒီအင်ရှင်လဘဘူးကလည်းဒီဝက်ပြီးရင်ဒီဒီပွဲတဲ့ပိုရည်ကြီးတဲ့ EPN Aston Villa နဲ့အင်ဝင်းမှာအိတ်ခရမဲ့အနေထားမှာဖြစ်တာကြောင့်ပွဲကျက်ထားတဲ့အနေထားမှာရှိပါအဲဒါကြောင့်မို့ဒီလဘဘူးတို့အနေနဲ့လည်း EFN ကလည်းမျိုးမှာဒီ ဟုတ်ပါပဲကံသွားမယ်နေရာမှာရှိပါတယ်ဝေဝင်းခွစင်ပင်းလေးကလည်းခံစစ်မှာကြောတဲ့နေရာမှာရှိတာเนาะကျွန်တော်ဒီဘက်မှာတော့ကုလုံး30လားပေါက်ကြည့်အောင်မှာကုောက်တမှုတွေကိုပဲရွေးချယ်ထားပါတယ်နောက်တစ်ခွဲတော့ဘန်ဒန်နဲ့ချက်စီဒီဘက်မှာအဝေးချက်စီကဘောလုံးကြီး level ရှုံး9ပေါင်းကြီးကုလုံး50စာမှာခြေပွန့်ထားပါတယ်ဒီစည်းတန်းကိုကြည့်အောင်ဆောင်ကြီးဝေဝင်းချက်စီတို့အနေနဲ့ level ရှုံးကတော့ဒီဘန်ဒန်တို့ဒီ EVN TV စံနေမှာအောက်ဆုံးမှာရောက်နေတဲ့လင့်ကို level ရှုံးကတော့ဈေးပြောင်းနေနေရာမှာရှိပါတယ်အရှိကအဖော်မဆုံးတဲ့ချက်စီအနေနဲ့ နောက်ဆုံးတော့မှလေးဝဲနိုင်တပွဲရှင်းဆိုတဲ့ရက်လက် ဖောင်ရမ်းကောင်းတဲ့အနေထားမှာဖြစ်တာကြောင့်ဒီဒီစည်းလမ်းတက်ပိုပေးတဲ့အနေထားမှာတော့ရှိပါတယ်။ဥပန်တန်ကြည့်ရမယ်ဆိုရင်လည်းဒီနောက်ဆုံးတော့မှတပွဲနိုင်တပွဲရှင်းတပွဲတွေနဲ့ဖောင်အောင်နေထားမှာဖောင်အောင်နေတဲ့အနေထားမှာဖြစ်တာကြောင့်ဒီတက်ပိုပေးတဲ့အနေထားမှာတော့ရှိပါတယ်။ဒီချက်စီနေတဲ့ဒီပွဲပြင်းလေဒီအိမီယန်ရေးကြည့်တဲ့ပွဲစဉ်ဒီတော်တန်ဆွားရဲ့အင်္ဂါမှာဒီပွဲချက်ခံရမယ့်နေထားမှာဖြစ်တာကြောင့်ဒီပွဲမှာတော့အရင်လူစင်းတဲ့ပဲပွဲထလာမယ့်နေထားမှာရှိပါတယ်။ဒါကြောင့်မင်းတို့လည်းကမှ ချက်စီတို့ဈေးပန်းမှုနဲ့တူအင်းရှင်အရှားကရရှိတဲ့ဥပန်တံဖိုးတွေနဲ့ခုံကြီး350ဆပ်ပေါ့ပြအောင်မှာချက်စီနေနဲ့ဒီဝဲစင်တော့ထင်းထင်းနေနေမဲ့ကာလာမရထားပါဖြစ်တာကြောင့်ခုံပေါင်းအောင်နဲ့ဥပန်တံဖိုးတွေကိုရွေးချယ်ထားပါတယ်နောက်တစ်ခွဲတော့စွန်စီနဲ့မချက်စီတွေဒီဝဲမှာဝေးမစက်စီတွေကဘော်လုံးကြီးနှလုံး30ဆခုံပေါင်းကြီး350ရှုံမှာကြီးဝင်ထားပါတယ်ဈေးတောင်ကြမ်းမယ်ဆိုလို့ချန်ပီယံရှစ်ကတင်ကိုချက်စီတွေနဲ့ဒီအဝေးပွင့်နှလုံး30ဆကပေးတင်နေကြမှာရှိပါတယ် အရှိဖောင်ကြီးရမစင်တော့ဖောင်ရတော့ဒီနှစ်တန်းလုံးကတော့ဖောင်အစ်တဲ့ရှိပါတယ်ဒီဆွမ်းစီးရလဲချန်ပီယံရှစ်မှာနောက်ဆုံးတော့မှာလက်ပွဲနိုင်လက်ပွဲရှုံးတပွဲတည်ဝင်ဝင်မဆန်စီးရနောက်ဆုံးတော့မှာလုံးမနိုင်တပွဲရှုံးတပွဲတည်နဲ့ဒီနောက်ပိုင်းပွဲတွေမှာဒီဖောင်စက်တိုက်ကောင်းလာပြီးတော့မှာပြီးခဲ့တဲ့ဒီပြန်ပွဲစဉ်မှာတော့ဒီအက်စတရမီလိုက်အင်ဝင်မှာရှုံးပွဲပြန်တွေ့သွားနေတယ်မှာဖြစ်တာကြောင့်ဒီမစတာစီးတီးအနေနဲ့ဒီဝက်ဘီယံကမဲ့ဒီ EPN ကိုချက်ဖြစ်တဲ့အစ်စ်နှစ်ကဘုံမောက်ကိုဒီမစတာစီးတီးရဲ့အင်ဝင်မှာအခိုင်ရမယ်နေတာမှာဖြစ်တာကြောင့် ဒီမြန်ပွဲစဉ်ကဒီဒီပွဲစဉ်နဲ့ပိုရေးကြီးတဲ့နေရာမှာရှိပါတယ်ဒီမန်ချက်စတာစီးတီးနေတဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာဘလူအဖဲတွန်းကူတွေအများကြီးမတွန်းတဲ့နေရာမှာဖြစ်တာကြောင့်ဒီပွဲစဉ်မှာတော့ဝေဝင်းကနေထင်းထင်းလေးနဲ့ဒီအနိုင်ရလက်လေးတော့ပဲထွက်အောင်ကန်သွားမယ့်နေရာမှာရှိပါတယ်ဒါကြောင့်မင်းတော့350ရှင်ပေါက်ပြအောင်မှာခိုးပေါင်းအောက်တူတူကိုပဲရွေးချယ်ထားပါတယ်ပိုတိုးနေညမှာအားလုံးပဲအပေါင်းပြကြပါပြီ